2025ခုနှစ်7လပိုင်းအဲနိုဝင်ဘာလအတွက်တလစာဗုဒ္ဓဖူးရာဟုတာသမီတွေအတွက်ချောင်းရံဆောင်ရံကိုဆရာကဟောကြားပေးมาဖြစ်တဲ့အတွက်ဥစွာပထမဒီ2025ခုနှစ်7လပိုင်းအတွင်းမှာဗုဒ္ဓဖူးရာဟုတာသမီမိတ်ဆွေတွေအားလုံးဘေးပညာနဲ့မြောဝေးကွာကြပါပါစေကြောင်းဆရာကဒီကနေ့မေတ္တာဖို့ဆုတောင်းထောပနာပြုတာလိုက်ပါကျတော့အချိန်တွေတွေ့ရနေပြောင်းလာတာအခုဆိုရင်ဟလာဒလာကနေစပြီးတော့ဇန်နဝါရီကစလို့အခုဆိုရင်နိုဝင်ဘာလရောက်လာပြီအဲ့တော့ဗုဒ္ဓဘုရားကြောင့်တာသမီမိတ်ဆွေတွေ အတားလဲစားတဲ့နှစ်မရဏအိမ်လဲလာဒီတဲ့နှစ်ဆိုတော့မိတ်ဆွေကိုတခုရအောင်သာသမီတွေကအချင်းကြီးဒီတနှစ်ဟာပြီးခဲ့တဲ့၁၀လအတွင်းမှာဘလို့ရှင်နေတွေရှိခဲ့မလဲဘာတွေကိုအဖက်တင်ခဲ့ပြီးဘာတွေများဆုံးရှုံးကြလဲကံကောင်းစီတဲ့နှစ်လားကံညံ့စီတဲ့နှစ်လားသို့မဟုတ်ရင်ကံအရှင်တွေဟာဒီလောက်ပဲတာမန်ထက်တော့ထူ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 မရှိပါဘူးလားဆိုတာဆရာကိုကောမန်ထဲမှာမှတ်ပြီးကြရပါဦးဆရာအခုတလားစာလေရှင်နေတာများပြီဆိုတော့စလိုက်ကြရအောင် ဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွင်းမှာဗုဒ္ဓဘုရားဥတော်ပြီးမိတ်ဆွေတို့ရဲ့တလှတာကံကြမ္မာကိုတားရုံနဲ့ဆွဲတဲ့အခါအလုံးနှစ်ခုစိတ်နှစ်ခုအလုံးနှစ်ခွာစိတ်နှစ်ခွာဖြစ်နေတယ်။ဒါကိုပဲလုံရင်ကောင်းမလားဟိုကောင်ပဲလုံရင်ကောင်းမလားဆိုတာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့ငွေကြေးနဲ့ပတ်သက်လို့အဆင်ပြေခြင်းနဲ့စိတ်တွေမျောလင့်တောင်းတထားတဲ့အရာနှစ်ခုရှိနေတယ်။ယာလူလဲတိုးခြင်းနဲ့အဲနေရာထိုင်ခြင်းလဲပြောင်းခြင်းတာမျိုးအဲယာယာလူအိမ်လဲပိုင်ခြင်းနဲ့ယောက်ျားလဲယာခြင်းတာမျိုးဒီလိုမျိုးစိတ်ထဲမှာစိတ်နှစ်ခု အလုံးနှစ်ခုစိတ်နှစ်ခွအလုံးနှစ်ခွဖြစ်နေတတ်ပြီးတော့မျောလင်းချက်နှစ်ခုဖြစ်နေတဲ့ကာလဖြစ်ပါတယ်ဒါပြင်မိတ်ဆွေဘုတ်တခုရောက်သားသမီးတွေကကျင်းသေးပါတယ်ဒီ၁၂ပိုင်းတွင်မှာမိတ်ဆွေလုံးနေနဲ့ကံဟာကောင်းတဲ့ပတ်မှာရောက်ရှိနေပါတယ်အထူးသဖြင့်အခြားနေသားလေးတွေမှာတော့ဘုတ်တခုရောက်သားသမီးတွေကဒီတလတာတော့တွင်မှာဆိုရင်တော့၁၂ပိုင်းရဲ့ကံဟာရှိနေရမိတ်ဆွေတို့ကကံကောင်းတဲ့ပတ်ကံအားဖြင့်တနည်းအားဖြင့်ပြောရရင် ဟိုအစိုးရရနေပြီးတော့အညံ့နေရနေပြီးတော့ကောင်းမွန်လာတာမျိုးလောတမယအစင်ပြီးအောင်မြင်မဲနဲ့ဖြစ်ပါအောင်မြင်မဲလားဖြစ်ပါလေဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်ဖြစ်မှမြဲသောကိစ္စလေးတွေနေရာတိုင်းချင်းအပြောင်းလဲလေးတွေအိုးအိမ်ချမ်းမြေနေရာတိုင်းချင်းအဆောက်အဦနဲ့ပတ်သက်ပြီးပြောင်းလဲဆောက်ရှင်နေမိတ်ဆွေများရှေ့တို့လောက်ဆောင်ရအတွက်အားသာကောင်းမွန်သောလားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအလုတ်တစ်ကြီးမှာ အလုတ်အဟောင်းကြီးကိုဆက်ပြီးတော့စူးစမ်းလှုပ်ဆောင်နေတာမျိုးအစင်မပြေပြောင်းစူးစမ်းဆန်းဆောင်နေတာမျိုးထက်လုပ်ငန်းအပြောင်းလဲအလုတ်အပြောင်းလဲဖြစ်စီပလန် A ပလန် B ဆိုပြီးတော့စိတ်နှစ်ခုစိတ်အလုံးနှစ်ခုလေးတွေမှာစဉ်းစားထားပြီးတော့လှုပ်ဆောင်တာမျိုးလေးတွေဖြစ်စီစနစ်တကျနဲ့စီးနဲ့တေချာကိုလှုပ်ရင်အနာကမှာဒီမန်းကျက်နဲ့တိုးတက်မှုတွေအားသာကောင်းမှုပဲလာဖြစ်ပါလေထို့အပြင်ဗုဒ္ဓဘုရားတော်သမီးတွေဒီစက္ကလပိုင်းတွေမှာဆိုပညာရေးပညာရေးနဲ့ပတ်သက်လာရင်တော့နှစ်ချိန်နှစ်ခါစူးစမ်းနေရတာမျိုးနှစ်တရာများတယ်နော်နှစ်ချိန်နှစ်ခါစူးစမ်းနေရတာမျိုးတစ်ချိန်နဲ့တော့မပြီးမပြတ်ပဲနဲ့ အဲဟိုချစ်တို့ဆောင်ပြီးဝင်ဝင်ဆောင်ဖို့ပဲတင်းနဲ့မကြည့်ပါဘူးပေးတယ်အဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့ဖြစ်စေအဲအင်တာဗျူးလို့ဆနာလို့ပီပွားခီးသွားလို့ဘာသာစကားလုံးနဲ့ပတ်သက်လာရင်လည်းနှစ်ခါလောက်ဖြီကမှအောင်မြင်တာမျိုးနှစ်ကြိမ်လောက်တော့လောက်ရတက်တဲ့အတွက်တော့ပညာရေးနဲ့ပတ်သက်လာရင်တာမန်ဖြတ်တော့အားမလျှော့စေဘူးကြောင်းနဲ့တကယ်လို့မှအားနည်းခဲ့ရင်လည်းကိုယ့်ရဲ့ကံကိုကဒီလိုဖြစ်ကြောင်းနဲ့အားပေးခြင်းပါလေ။ကောင်းပြီဒီတလတာတော့ဒီမှာဆိုရင်နိုင်ငံခြားခီးသွားနဲ့ပတ်သက်လို့ချစ်လို့ဆောင်ရလွတ်ဆောင်ပါ ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းခရီးသွားလုပ်ငန်းတွေရှိလို့ဆောင်ရွက်လုပ်ဆောင်လို့ကောင်းတဲ့အပြင်ငကောကကြကြနေသောမိတ်ဆွေများဒီလမှာတော့မှနိုင်ငံခြားခရီးထွက်ရတာမျိုးပြည်ပခရီးထွက်ရတာမျိုးလေးတွေရဲဝေးခရီးသွားရတာမျိုးလှုပ်လှုပ်ရှားရှားလှုပ်လှုပ်ရွရဖြစ်ရင်အပြောင်းလဲနဲ့တိုးတက်မှုတွေရရှိပြီးတော့ငကောကခက်ခဲနေသောမိတ်ဆွေများလုပ်ငန်းဟောင်းကြီးမှာအဆင်ပြေအောင်ကြိုးစားနေတာမျိုးတဲ့အလုပ်တက်ကလေးစတင်တာမျိုးလှုပ်လှုပ်ရှားရှားအပြောင်းလဲလေးနဲ့ပြုပြင်လုပ်ရရင်အသာတိုးတက်ပြီးတော့ကံကောင်းစီသောလအဖြစ်ကြောင်းလဲထပ်လောင်းပြောကြားလိုက်ပါစီ တို့အပြင်မိတ်ဆွေတို့အနေနဲ့ငကူကဟလာခီးသွားကိစ္စနေရာတိုင်းကိစ္စယာတို့လုပ်ငန်းတိုင်းကနေပတ်သက်ယာတို့တို့ဖို့ယာတို့တက်ဖို့မျောလင်းတောက်တာနေတော့မိတ်ဆွေများယာတို့တို့ချင်းယာတို့တက်ချင်းနေကျင်းတေကိုကြုံရမယ်လာဖြစ်တဲ့အတွက်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်အပြောင်းလဲလေးနဲ့ရှေ့တို့လှုပ်ဆောင်လိုက်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမဲ့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ဖော်ပြပေးပါရစေဒီနေ့25ခုနှစ်စက်ကလပိုင်းမှာဗုဒ္ဓဘုရားအောင်သာသမီးနေအယောင်းဝင်နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါပဲ ထို့ပြင်အထက်အလိမ့်နဲ့ပတ်သက်တာတွေ social media influencer နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်ပုံတည်၍ဆက်သွယ်မှုဆိုင်ရာတွေကွန်းလို့ပြောင်းလို့เนาะအထို့ပြင်ဟိုအတွင်းထွက်ပုံပစ္စည်းတွေအထက်အလိမ့် TT ပနတ်ဒေါ်လာဒီဇယ်လောင်စာစီအစရှိတဲ့လုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစေဝါဆိုင်ရာလုပ်ငန်းတွေအယောင်ဝင်နဲ့ပတ်သက်တာမျိုးတွေအဲရေနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေအလှပရေအလှကုန်ဆိုင်ရာနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေဖန်စီလုပ်ငန်း စားတောက်ကုန်လုပ်ငန်းကျွန်တော်တို့ပေါ့ခီးသွားဆိုင်ရာလုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာ operator အဆရှိတဲ့လုပ်ငန်းတွေသို့မဟုတ်လို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့ဒီတစ်လတာတော့ဒီမှာဆိုလက်လွန်ထားသောငွေကြေးတွေကိုတော့ပြန်လဲတောင်းဆိုတာမျိုးတွေဟာငွေကြေးပြန်လဲရရှိတတ်တော်လာဖြစ်ပါတယ်အဝေးကနေပြီးတော့လက်ရှိရှိနေတဲ့နေရာကနေပြီးတော့ရုံထွက်ပြီးတော့လုံဆောင်လိုက်တာမျိုးတရားမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲလေးနဲ့ရှိတူဆောင်ရခြင်းအအခွင့်လန်းကောင်းအစနာလိုမျောလင်းချက်ကောင်းတွေကိုလက်ဆုပ်လက်ကရယူခြင်းတွေတိုးတက်နိုင်ပါတယ်။ OA ရှမ်းမြေဝယ်နေသူတွေ OA ရှမ်းမြေ ဆလာလိုပါဟိုရှေ့တို့ပိုင်ဆိုင်လာအားတာမျိုးတွေစုတောင်းပြတာမျိုးတွေမမြင်ရတော့ပုံကိုယ်တွေရဲ့အကူအညီထောက်ပံ့လေးတွေကြောင့်အိုအေချမ်ပီပိုင်ဆိုင်ရတာမျိုးတွေကျုံရတက်တဲ့အတွက်တော့မိတ်ဆွေဘုံတခုရောက်သားသမီးတွေကဒီတလတာတော်တွေမှာဆိုလို့ရှိရင်တော့ဘာလို့မဆိုရှေ့တို့ပြီးတော့အားတာကောင်းမှမှာတယ်ငကိုကသားသမီးနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတဲ့ကာလလေးတွေတောင်မှဒီကာလမှာမေတ္တာရေးလို့အေးချမ်းမှုလို့အစဉ်ပြေမှုတွေအောင်မြင်မှုတွေတိုးတက်မှုတွေရရှိမယ်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်လွန်ထားသောငွေကြေးတွေနဲ့ပတ်သက်တာဆိုလို့ရှိရင်ငကိုကတောင်းအပ်ခံနေသောမိတ်ဆွေတွေဆိုရင်လည်းရဲရဲတင်းတင်းနဲ့မျက်နှာချင်းဆိုင်ဖေးတူဖေးတောင်းတာမျိုးဖြစ်စေတင်းတင်းရင်ရင် ခက်ပြက်ပြက်ပြောပြီးလှုပ်ဆောင်တာဟာပုံမူအားသာကောင်းမှုတို့တက်ပြီးတော့ကံကောင်းစီတော့လှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရပြီအဲဒါအပြင်အလောက်ကိုင်းနဲ့ပတ်သက်လာတဲ့အခါမှာတခိလသာသာသမီးကြီးရဲ့အကူအညီထောက်ပံ့ကိုရရှိတတ်တာမျိုးလေးတွေဂျုံဝတ်တက်တဲ့အပြင်ငွေကြီးနဲ့ပတ်သက်လာရင်ဘယ်လောက်ပဲခက်ခဲစီကမှုကိုကိုတိုင်းဥစည်းဥဆောင်ပြီးတော့ချစ်တိုးဆောင်ရွက်ပြီးတော့ဆုံးဖြတ်လာရင်ငွေကြီးကံအားသာကောင်းမှုပြီးကံကောင်းလာစီမှာအသေးစားပဲဖြစ်တယ်။တတိထားမယ့်အချက်လေးတွေကိုဆရာပြောပြခြင်းပါတယ်။ဒီလက္ခဏာတော့ဒီမှာဆိုရင် စေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်အထူးသဖြင့်စေတနာတွေနဲ့ပတ်သက်ပြီးတော့ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေပရဟိတဆိုင်ရာလုပ်ငန်းလေးတွေမှာတော့ဝင်ရောက်ပြီးတော့သူများမိသားစုဂျားတွေထဲမှာကိုယ်ကဝင်ရောက်ပြောဆိုတာမျိုးလေးတွေမှာမလို့အလားအဖယ်နဲ့အခက်အခဲလေးတွေအကြံ့ကြာလေးတွေနည်းနည်းလေးဟိုဟိုကိုကိုကိုစိတ်အခက်မတင်လို့ဖြစ်ရတာမျိုးလေးတွေစေတနာနဲ့ဖြစ်လိုက်ပြီးမှကိုယ်ကဝေဒနာမြင်သွားတာမျိုးလေးတွေကြောင့်တော့ပဋိပက္ခပြဿနာလေးတွေကိုတတိထားဆင်နေပေးရန်လိုအပ်တော့ကာလဖြစ်ပါတယ်ဒါအပြင်စကားအများကြီးပြောရတော့လုပ်ငန်းတွေနည်းနည်းလေးကန့်အားနည်းစီတော့ကာလဖြစ်ပြီးရည်ရွယ်ချက်မျှော်လင့်ချက်မျှော်မှန်းချက်တွေကိုတော့ကြိုတင်ပြောရင် ပြတ်တတ်သောကာလဖြစ်ပါတယ်။ထို့အပြင်ဆက်ပစ္စည်းအစ်စ်တွေယင်အစ်စ်တွေဒရီထားဆင်ကျင်ဆောင်ရွက်ပြန်လိုအပ်ပါတယ်။အိမ်သွင်းရေးကိစ္စအမိသားစုရေးကိစ္စလေးတွေမှာနည်းနည်းလေးညီအကိုမောင်နှမတွေရဲ့စိတ်ပင်ပန်းမှုစိတ်မောလူမောစိတ်ဆင်းရဲပေးတာမျိုးလေးတွေညီအကိုသွေးချင်းတူတုံစင်းမိသားစုဝင်အတွင်းမှာမှဖြစ်စေမိမိနဲ့အတူရှိနေသောဆွေမကင်းမျိုးမကင်းဆွေမျိုးသားချင်းတွေရဲ့အဲတော့ကလေးဒီနည်းနည်းကိုကဥဆောင်ဖြည့်ချင်းပြရတာမျိုးလေးဂျုံအပ်တဲ့အတွက်တော့စိတ်ညရတတ်တော့ကလာပိုင်းခြားဖြစ်ပါတယ် ထို့အပြင်မိတ်ဆွေတို့အနေနဲ့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းနေတဲ့ပတ်သက်ရင်သတိထားစင်ချင်မှာကိုကိုအဲဆွနာလိုအနိုင်ယူတာမျိုးတွေတခုမဟုတ်တခုအဲဆွနာလိုပေါ့ဟို ဟိုကောင်းကျိုးမပေးတာမျိုးလေးတွေကြုံရတတ်တဲ့ဘက်တော့မိတ်ဆွေတို့ဗုဒ္ဓဘုရားအောင်သားသမီးများအနေနဲ့အဲမိတ်ဆွေဆောင်ပေါင်းသင်းဟောင်းနေတဲ့ပတ်သက်ရင်အတိပြုစင်နေမှာထို့အပြင်မိတ်ဆွေတို့အနေနဲ့အာမခံလုပ်ငန်းတွေပုံနဲ့မဆိုင်သောကိစ္စတွေကိုဝင်ရောက်ပူညီချွေချင်းပေးတဲ့လုပ်ငန်းလေးတွေမှာတော့တတိထားစင်ကျင်ပေးရအတွက်တော့လိုအပ်သောလှဖြစ်ကြောင်းဖြတ်လောင်းပြောကြားလိုက်ပါသည်ထို့အပြင်မိတ်ဆွေတို့အနေနဲ့စားအစားတောက်ကိုလုပ်ငန်းတွေစက်ပစ္စည်းရင်အစ်စ်နဲ့ပတ်သက်တာတွေတတိထားစင်ကျင်ပေးရန်လိုအပ်သောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါစေတနာကိစ္စလေးတွေဝေဒနာဖြစ်တဲ့ကြောင်းလည်းဖြတ်လောင်းပြောကြားလိုက်ပါသည်ခင်ဗျထို့အပြင်မိမိတို့ရဲ့စိတ်ထဲမှာဆက်ခနဲ့ပေါ်လာတာတွေဒေါသနဲ့ဖြည့်ချင်းတာမျိုးတွေ ်အခုခုအလင်းစလုံးဆုံးဖြတ်တာမျိုးလေးဟာမိတ်ဆွေဘုတ်တခုရောက်တာသမီးတွေအကံကိုအားငဲစီပြီးတော့ ကံရစီတော့ကာလဖြစ်ပါတယ်။ဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှေ့လို့ဆောင်ရွက်လုပ်ဆောင်တဲ့အလူခံဆနာလို့ပေါ့အလူတန်းနဲ့ပတ်သက်တာမျိုးတွေမထင်မှတ်ဘဲနဲ့ကြီးမားသောအလူတွေရရှိတာမျိုးဖရာပုံတွေပုံတော်ဇေဒီအစရှိတဲ့အာရလေးတွေလက်ဆောင်ရရှိတာမျိုးတွေကထုထုချာချာအူညီမဆမှုတွေရရှိတတ်တယ်။လူမျိုးချာနေရာချဘာသာချတွေတိုင်းတစ်ပါးတွေရအကျိုးပေးမှုတွေအကျိုးပြုမှုတွေတွေကိုကြုံရတဲ့သောကာလဖြစ်ပြီးတော့တချိန်ကခုမှအခက်အခဲတွေအကြအတဲတွေဖြစ်ရှင်းမှုတွေအစမပြေမှုတွေကိုတော့ဒီကာလမှာပြဿနာရဲ့လမ်းစာကိုကောင်းမွန်ပြီးတော့အောင်မြင်မဲ့လာဖြစ်ပါတယ်။ကျမ်းမာရင်နဲ့ပတ်သက်လာရင်အစာရင်နဲ့ပတ်သက်တာ ိုးစီးနဲ့ပတ်သက်တာမျိုးတွေတတိတားစင်တွေမှာအဲလေချောင်းနဲ့ပတ်သက်ပြီးတော့ဆက်နလေချောင်းနာတာမျိုးအတန်နဲ့ပတ်သက်တာမျိုးတွေမှာသတိပြုစင်တွေအတွက်လိုအပ်ပြီးတော့အတန်နာတာမျိုးချောင်းဆွွှဲတလေးဖြစ်တာမျိုးဒါမျိုးတွေစီးနဲ့ပတ်သက်ပြီးအောင်းနာမျိုးအစာရင်နဲ့ပတ်သက်ပြီးအခြေခံရှိတဲ့မိတ်ဆွေများသတိပြုစင်တွေအတွက်တော့လိုအပ်သောကာလပိုင်းရှာဖြစ်ပါတယ်ကျန်တာကတော့ဘာမှစိုးရိမ်စရာမရှိပါဘူးလူငယ်တွေအခြေရင်နဲ့ပတ်သက်လာရင်အိမ်တော်ပြုခြင်းစစ်ဆက်ခြင်းတွေအားသာကောင်းမှုတို့တက်နိုင်ပါတယ်အဲထို့ပြင်သမီးစားများအနေနဲ့ဖူးစာပတ်အမှန်တကယ်ပေါ်ခြင်းဖူးစာပတ်ရဲ့အထောက်အကူကိုရရှိခြင်းအိမ်တော်ဖက်ရဲ့အထောက်အကူကိုရရှိခြင်းတွေကြုံရမဲ့လားဖြစ်ကြောင်းထပ်လောင်း င်ပြောကြလိုက်ပြပြီဒါအပြင်မိတ်ဆွေဗုဒ္ဓဘုရားတော်တာဝန်မိတ်ဆွေများအနေနဲ့အဒီတလာတာတော့ဒီမှာဆိုရင်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်အပြိုင်ဆိုင်အတိုက်ခိုက်တွေများရတတ်တဲ့အတွက်ဘာကုန်မဆိုကြိုတင်ဖွင့်မပြောပါနဲ့အပြက်သဘောလေးတွေအပြက်သဘောလေးတွေအများကြီးဝင်တတ်ပါလေအိမ်တော်ကြီးနဲ့ပတ်သက်လာရင် ိန်အောင်ဘက်ရဲ့ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ပဋိပက္ခပြဿနာတက်တာမျိုးလေးတွေအကြီးအကျယ်ပြဿနာတက်တာမျိုးတွေရုံးရောက်ကဲရောက်အမှုအမှုရင်ဆိုင်တရားအဖြစ်ချင်းပေါင်းနေနဲ့အလုံးချုပ်တက်တော်လာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ဆွေမျိုးသားချင်းကိစ္စအိန်အောင်ကြီးနဲ့ပတ်သက်လာပြီးပြဿနာအရှိတီလာညီကိုမောင်နှမလေးတွေနဲ့မှတကြောင်မိမိရဲ့အိန်အောင်ဘက်မှာတကြောင်ဒီလိုကိစ္စလေးတွေကြောင့်သာပြဿနာပဋိပက္ခတွေများစွာပေါ်လာနိုင်ပြီးတော့ကျန်တာဘာမှမဖြစ်ပါဘူးမိမိအိန်အောင်ဘက်မသိအောင်ဘာကူမှစတင်လှုပ်ဆောင်တာမျိုးလေးတွေမလုပ်ပါနဲ့သတိပြုစင်ကြင်ရအတွက်တော့လိုအပ်သောကာလပိုင်းရှာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ ဘာကိုသတိပြုစင်နေရမလဲဆိုတော့ဒီကာလအတော်အတွင်းမှာဆိုလို့ရှိရင်တော့မထင်မှခင်းနဲ့စိတ်တော့ကပြီးမဲ့လူတွေညာအကိုရှိကိုရောက်ရှိလာတာမျိုးတွေစိတ်တော့ကပြီးတက်တဲ့လာဖြစ်တဲ့အတ္တိအတွက်သတိထားစင်နေပြီးရန်တော့လိုအပ်ပါတယ်။ရွှေနဲ့ပတ်သက်ပြီးအကျိုးပေးပါတယ်။အထက်အလေးတွေတိတိပနက်တွေလက်ဆောင်ရရှိတာမျိုးဒဇာလက်ဆောင်ရရှိတာမျိုးတွေကြုံရတတ်ပါတယ်။ပူဇာပတ်ပူဇာရှင်တွေနဲ့လူငယ်များအနေနဲ့ဆုံတွေ့ရပြီးအဆက်အသွယ်ပြတ်နေတော့မိတ်ဆွေများဝေးကွာနေတော့မိတ်ဆွေများအနေနဲ့အဆက်ဆက်ရရဒီလာတာအတွင်းမှာအဆင်ပြေအောင်မြင်ပြီးတော့တိုးတက်နိုင်ပြီးတော့ပြန်လဲဆုံစည်းရတာမျိုးတိုင်ပင်ချင်း ဆေးဆက်ရှင်တွေအတွက်တော့တိတ်ကိုအားသာကောင်းမှုတိုးတက်စေပါလေခင်ဗျာဒါပြင်ဘုတ်ခုရောက်တဲ့မိတ်ဆွေများဒီလတာတော်တွင်မှာအချွေရောင်အနီရောင်ခဲရောင်အကျိုးပေးပါတယ်အကျိုးပေးသောရက်ဟာတောင်ဆူဆူရက်ဖြစ်ပြီးတော့စန်တီယာရက်ကတော့မြောက်ရက်ဖြစ်ပါတယ်အကျိုးပေးကံကောင်းစီတော့ကနန်းအနေနဲ့ဆိုရင်တော့ခုနှစ်ကနန်းကိုကနန်း နှစ်ကနန်းတိခါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်။ထို့အပြင်မိတ်ဆွေတို့ဒီတလတာတော့ဒီမှာဆိုရင်ဗုဒ္ဓဘုသာသမီမိတ်ဆွေများအနေနဲ့တောက်ကြသာသမီတနင်္လာသာသမီတွေနဲ့တွဲဖက်လှုပ်ဆောင်မှာရာဟုသာသမီများအနေနဲ့ကတော့ တောက်ကြသားသမီးစနေသားသမီးတွေနဲ့တွဲဖက်လှုပ်ဆောင်ရင်ကန်ရရရဲ့ထောက်ကူကိုရရှိတတ်တော့လားဖြစ်ကြောင်းထလောင်းပြောကြားလိုက်ပါသည်။ထို့ပြင်လှုပ်လှုပ်ချာချာလှုပ်လှုပ်ခက်ခက်လှုပ်ပါမိစ္ဆေတို့အနေနဲ့ဆက်ဖြစ်စီအသက်ဝင်လာတာမျိုးလေးတွေမိသားစုအတွင်းမှာယုတ်တိရမတင်ပါပဲကြမ်းပါရင်ညံ့လာတာမျိုးပြဿနာအကြီးကြီးပြฏิပက္ခတက်လာပြီဆိုရင်လူဝင်မတော်လို့ဖြစ်စီဆက်ဖြစ်စီအဝင်မတော်လို့ဖြစ်စီဖြစ်ပါလိမ့်မယ်။ဒါကြောင့်ကိုကိုယ်တိုင်ညာရဲ့ခရီးတရက်ထွက်လိုက်တာမျိုးဖြစ်စီသို့မဟုတ်လို့ရှိရင်ဆက်ဖြစ်စီအဟောင်းအဆုတ်တွေကိုဆွန့်လိုက်တာမျိုးဖြစ်စီရမိစ္ဆေတို့ရဲ့ကံကိုတိုးတက်ပြီးကောင်းမွန်လာရင်စက်တူလုပ်ငန်းတွေညံ့ပါလေစားသောက်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်လို့သူများတွေးတဲ့ကန်းစာလေးတွေမှာတတိထားဆင်ခြင်ပြန်လိုအပ်တော့ကလာ ပိုင်ရှားဖြစ်ပါလေခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲဘာကိုမစိုးပလန် A ပလန် B ထားပြီးလို့ရင်ဒီလဟာအကန်တရားရဲ့အထောက်အကူရရှိတတ်ပါတယ်အဋိဋ္ဌံပြုလို့တဲ့ဆရာငယ်ရဲ့ပုံတစ်ခုရအောင်တာပြီးများအဋိဋ္ဌံပြုလို့တပဆိုရင်တော့ဖြင့်အဲသူကတော့လောကဝိတုဆိုတော့ဘုံတော်ပတိကိုတနည်းကိုလေးပတ်လုံးနဲ့စတရက်တီတီစိတ်ကမျိုးဖြစ်စေတကယ်လို့မှအထက်လူကြီးအကြီးအကဲတွေနဲ့အဆင်မပြေရင်တမ္မာတမ္ပုတ်တော်ဆိုတော့ပတိကိုစိတ်ချင်းဖြင့်နေရာထိုင်ရအထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်လို့ရှေ့တို့အဆင်ပြေအောင်ရတို့တက်စီမှာအတိအကျပဲဖြစ်တယ်ဒီတလကတော့ဒီမှာ အရေးကြီးသောကိစ္စတွေကိုပြုံမှုဆောင်ရွက်ပြောဆိုတဲ့အခါမှာအဲ မိတ်ဆွေတို့အနေနဲ့ဗုဒ္ဓဘုရားသာသမီများအနေနဲ့အရေးကြီးသောကိစ္စတွေမိမိတို့ရဲ့ဟိုလိုရာမှုကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးကြရင်အနီရောင်ကိုအဝါရောင်တို့များများပါသောအကြောင်းတွေကိုဝစ်ဆင်တော့ပါမိမိတို့ရဲ့ဟုတ်လားအရေးကြီးသောကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါကျလို့ရှိရင်မြတ်စွာဘုရားမှာတောက်ရီအေးအေးလေးနှစ်ဖက်ကလေးကိုလှူပြီးတော့ဆူတောင်းသွားရင်အောင်မြင်တိုးတက်စီမှာအတိအကျပဲဖြစ်တယ်ဒီလာတာတော့ဒီမှာဆိုရင်အရှိတောင်တောင်ရက်ကိုတတိထားပြီးသွားပြီပါထို့ပြင်မိတ်ဆွေတို့အနေနဲ့အရှိမြောက်တောင်ရက်ဟာမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေပါတယ်ခင်ဗျတနင်္ဂနွေသာသမီ မိတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာမျိုးတွေဂျုံအားတက်သောကာလဖြစ်တဲ့အတွက်အရေးကြီးသောကိစ္စတွေကိုတနင်္ဂနွေသားသမီးတွေနဲ့တွေ့ပါမလုံရလိုအပ်ကြောင်းထားလောက်ပြောကြလိုက်ပါစီဒီကတာတော့ဒီမှာအဆက်ဆက်ရရမိမိတို့ရဲ့ရောင်းကုန်မှုတွေဝယ်ကုန်တွေရောင်းထွက်ရောင်းသွက်စီမှုအတွက်မိမိတို့ရဲ့ပုံပစ္စည်းတွေကိုအဲမိတ်ဆွေတို့ရဲ့ပုံပစ္စည်းတွေမှန်လည်းမရဘူးဆရာတို့ဟိုထီကလေးတစ်ချောင်းနဲ့ထီခေါက်ရိုက်ပုတ်ပြီးတော့ရောင်းလာတာအယောင်းသွက်အယောင်းထွက်သွားဒီမှာအတိအကျပဲဖြစ်တယ်မိမိတို့ရဲ့ဟလာဟိုဒီကတာတော့ဒီမှာဆိုလို့ရှိရင်တော့ကန်ဆာတာတွေပွင့်နှမ်းစီရအတွက်အဲ ဟိုဆန်းလို့စီးလို့ဆေးလို့စားလို့ဒီအစားရှိတဲ့အရာလေးတွေအင်္ဂါနံပစ္စည်းလေးတွေများများလူကမျိုးလေးတွေဖြစ်စေအဆန်နဲ့ပတ်သက်ပြီးမရှိစင်းရသားလေးကိုဝင်မြပေးတာမျိုးလို့အဆနလို့ဒီလိုအင်္ဂါနံပစ္စည်းလေးတစ်ခုခုကိုလူတန်းပြီးကျင်အပြင်ကုတူလောက်ချင်းအပြင်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးအညံ့တွေကနေပြပြောက်သွားပါမယ်ဘုဒ္ဓဘုဒ္ဓရောင်တာပြီးမိတ်ဆွေများဒီတလတာတော့ဒီမှာအဆက်ဆာရဲ့အောင်မြင်စင်ပြီးဇီယံအတွက်ပြုလုပ်ရမယ်ရေရာကိုမပြောမီ ကျေးဇူးတင်ပါတယ်ဆရာခင်နားပေးနေမိချင်း0939 0939 290 210 410 WhatsApp Telegram မှာဖြစ်စီ Viber number 9653505နဲ့မှာဖြစ်စီဆက်သွယ်မိမြန်နိုင်ကြောင်းနဲ့အဲတခုလောက်ကြံပေးပါရစီဆရာကင်မရာအနေနဲ့ကြည့်ရတာအဆင်မပြေတောင်းပန်ပါလေဆရာကြီးမဗီဒီယိုရည်သွေးလေးမျက်နှာသဘောနဲ့ကျွန်တော်ရိုက်ခွင်းလေးတွေကိုပုံစံလေးတွေကိုချိန်ရိုက်ထားတဲ့အတွက်အဲကျွန်တော် underline ဖြစ်နေတာအတော့နားလည်ပြီးပါခင်ဗျာကျေးဇူးတင်ပါတယ်ဟိုတခုရောက်သားသမီးမေဆွေတွေဒီကလာတာတို့ဒီမှာအဆက်ဆက်ရအဆင်ပြေအောင်မြင်စေပြီးငွေကြီးကံကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြစ် ဆရာတို့ဟိုဟိုပကံများလေးတစ်ချက်တည်းမှာဆံကလေးသုံးစုပ်ကိုကုတ်ထဲပါဒါပြီးတဲ့အခါမိတ်ဆွေတို့နည်းနည်းဆံကလေးသုံးစုပ်ကိုကုတ်ထဲပါကုတ်ထဲပြီးတဲ့အခါကျလို့ရှိရင်မိတ်ဆွေတို့ဟို ဆနာလဘစာလီနဲ့ငယ်ထုတ်တာမျိုးဟိုကျတော့ဘန်းလေးတစ်ချက်တည်းမှာပဲပကံပြားတစ်ချက်တည်းမှာပဲဆန်စီစေစားဆိုရဲအလူလေးနဲ့ငွေလေး3000ကျပ်ကိုဟုတ်လားငွေလေး3000ကျပ်ကိုဆရာတို့လိတ်ပြီးတော့ကတော့လို့ဖိုးပြီးတော့သ ्री ကံလို့ဖြစ်စေကတော့လို့ဖြစ်စေထိုးပြီးတော့မိတ်ဆွေတို့ရဲ့နေအိမ်ဖျားမှာလူဒန်းအချင်းအဖြစ်ဖြစ်စေမိမိတို့ရဲ့ဈေးဆိုင်လုပ်ငန်းမှာဖျားမှာလူထားချင်းအဖြစ်မိတ်ဆွေတို့အတွက်ငွေကြေးကံကောင်းစေပါလေဈေးရောက်ကောင်းစေပြီးတော့ပိတ်နေတဲ့လက်တွေပွင့်လန်းစေရန်အတွက်မျက်စွာဖျားမှာလူထားတဲ့တောက်ရီကွက်ထဲကရေကိုစွန့်စွန့်ပြီးတဲ့အခါလက်ညိုးလေးနှစ်ချောင်းနဲ့နှစ်ပြီးတော့လောက ဝိဒူဆိုပြီးအခေါက်40ရွတ်ပြီးတော့မိတ်ဆွေတို့ရဲ့ရောင်းကုန်လေးဈေးဆိုင်လေးစိုင်းလေးလုပ်ငန်းတွေကိုဖျန်းခြင်းအဖြစ်အဆက်ဆက်ရအဆင်ပြေပြီးပိတ်နေတဲ့လက်တွေပွင့်လန်းလာစီမှာအသေးချာအကြောင်းပြောရင်းနဲ့ ဘုရားခုရအောင်သာသမီးမိတ်ဆွေတွေအားလုံးဒီ2025ခုနှစ်နိုဝင်ဘာလအပြင်မှာဆက်ဆက်ရဲရတနာစင်ကြောက်ဇေတောက်တန်းကစားနိုင်လို့တက်နေတဲ့ဘိုးလက်ဝီဖြိုးခဲ့သူစီးစိန်ဥစ္စာများတိုးဝါအောင်မြင်ကြပါစီကြောင်းဆရာကမေတ္တာဖို့ဆုတောင်းရင်းနဲ့ဆရာကဘလို့ရှင်နေရှိတော့ဆရာအဲနည်းနည်းလေးပုံစံရည်သွင်းမြင်တာလေဘလို့ရှင်နေရှိလဲဆိုတာလေကျွန်တော်ကွန်မန့်ပေးခဲ့ပါအောင်ခင်ဗျာကျွန်တော်အနေနဲ့လိုအပ်တာကိုခင်ဗျားတို့ကအမြဲတမ်းရှိနေကြောင်းနဲ့ကျွန်တော်မိတ်ဆွေများအတွက်ကျွန်တော်လိုရုပ်ရှောပါစေကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်